မင်္ဂလာပါရှင်ဘာမခိတဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်ရခုချိန်မှာဆက်ပြီးဆွန်လ3ရက်နေ့မြန်မာနိုင်ငံစိတ်ဝင်စားဝယ်ထိတ်တဲရောက်တဲ့တရင်မျိုးကိုအစဉ်ခံတင်ဆက်ပေးပါရမရှင်ပထမဆုံးတရင်နေနဲ့မင်းအောင်လိုင်းအပါဝင်စိတ်ရရှိကြီးမျိုးကိုဆဲဆိုခဲ့တဲ့ဆက်လော်ဘီစောဘုံဟင်းကိုဆက်တွေ့ရေးဥပဒေတင်မောင်းခုမှုလက်နက်မှုလိုင်စင်မဲကရောင်းဝယ်မှုများဖြင့်စစ်ကောင်စီတပ်ကပြန်ဖန်းဟုဆိုဆွဲတဲ့တရင်မျိုးဖြစ်ပါရရှင် မင်းအောင်နိုင်အပါဝင်ဆေးရရှိခြင်းများကိုဆဲဆိုခဲ့ပြီးဆက်လော်ပြီးစော်ဘော်ဟင်းကိုဆက်သွယ်ရေးဥပဒေတင်မောင်းကုန်မှုလန်ဒန်မှုလိုင်စင်မဲကရောင်းဝယ်မှုများဖြင့်စစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးလိုက်ကြောင်းပြင်ဦးလွင်ရဲတိုင်ဝမ်ကပြောဆိုသည်ဇွန်လ၂ရက်နေ့မွန်လယ်တနအီကျော်ချိန်ပြင်ဦးလွင်နေနေထိုင်သောဆက်လော်ပြီးစော်ဘော်ဟင်းကိုစစ်တပ်ကဝန်ရောက်ဖမ်းဆီးသွားခဲ့ကြောင်းမင်းအောင်နိုင်အပါဝင်ဆေးရရှိခြင်းများကိုဆဲဆိုသည့်အတွက် ရန်ကုန်တိုင်းတကုံမြို့ရဲ့တာမိုင်းမြို့နယ်ရဲစခန်းတွင်ပေါအမှတ်38မြင်းဆောင်2025စက်တွေဥပဒေပုံမှ66ကားကြီးဖြင့်မဘာသားနှင့်စစ်တပ်ထောက်ခံသူဒေါ်မိုမိုခိုင်ကမေလ9ရက်နေ့တွင်အမှုဖွင့်ခဲ့ကြောင်း စောဘုံဟင်းက၎င်း၏ Telegram Channel တွင်စစ်တပ်အရာရှိကြီးများကိုဝေဖန်မှုများဆက်လက်လှုံ့ဆော်နေကြောင်းထို့ကြောင့်ဇွန်လ၂ရက်နေ့တွင်စစ်တပ်ကစောဘုံဟင်းကိုဖမ်းဆီးသွားခဲ့ကြောင်းသိရှိရသည်ဖမ်းသွားတာကတော့တေချာတယ်ညီနိုင်မီပြန်ထွက်လာရင်တော့မပြောတတ်ဘူးဒါပေမဲ့ဒီတစ်ခါတော့ညီနိုင်မီထွက်ဖို့တော့ခက်မယ်ထင်နေသူ့ကိုဆွဲထားတာကအမှုတွေများတယ်လို့သိရတယ်ဟုရှဲသတင်းရင်းမြစ်ကပြောဆိုသည် ရန်ကုန်ခြေဆိုင်မဘာဒအတိုင်းဝိုင်းကမှစော်ဖုံးဟင်းကိုဆက်သွေးရေးဥပဒေတက်မောင်းကုန်မှုလက်နက်မှုလိုင်စင်မေကရှောင်းဝင်မှုများဖြင့်အမှုတက်ဖန်ဆီထားသည်ကိုသိရှိရပြီး၎င်းကိုပြန်လွှတ်ပေးရေးမဘာဒဦးဆောင်သူတို့ကစစ်တပ်နှင့်ညှိနှိုင်းနေကြောင်းပြောဆိုသည်ဖန်ဆီမခံရခင်စော်ဖုံးဟင်းကဆက်လော်ပြီးများဖြစ်ကြသည့်ကြော်ဆိုးဦးသင်းဦးတို့နှင့်မုံရမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင်စကိုင်းနှင့်မန္တလေးတို့တောရောက်ခဲ့ကြောင်းသိရှိရသည်ဆလဘေးထိုင်းမြန်မာနယ်စပ်တေဘောဘိုးစစ်တပ်စခန်းတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်က လေးရင်များဖြင့်အချိန်မောင်းများစွာပုံချေခုခံနေ ထိုင်းလေတက်ကတိုက်လေရင်နှစီဆေလွတ်ကင်းလေဆိုတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်တေဘောဘူးစစ်တပ်စခန်းသိမ်းတိုက်ပွဲမှာအလွန်ပြင်းထန်နေပြီးစစ်တပ်ကလေရင်များဖြင့်ချိန်ပေါင်းများစွာပုံကျဲခုခံနေကြောင်း KNL တွင်ရင်းမြစ်ကရှန်ကုန်ခေတ္တတွင်ဌာနထံသို့ပြောဆိုသည်။ရှမန်နေဇွန်လ၂ရက်နေ့မှစတင်ပြီး KNL ပူပေါင်းမဟာမိတ်တပ်များကတေဘောဘူးစခန်းကိုပိတ်ဆို့တိုက်ခတ်လျက်ရှိကြောင်းရှင်တိုက်ပွဲမှာယနေ့မွန်လယ်ပိုင်းတွင်အပြင်းထန်ဆုံးဖြစ်နေပြီးစစ်ကောင်စီတိုက်လေများကလည်းအဆက်မပြတ် ပုံကျဲခုခံနေကြောင်းသိရှိရသည်။လီရင်နဲ့ပတ်ပြီးပုံကျဲနေတာအချိန်၅ချိန်လောက်ရှိမယ်။ပုံတွေကလည်းပေါင်900ပုံတွေဖြစ်လောက်တဲ့ပုံကျဲချလိုက်ရင်ပောက်ကွဲတန်ကထိုင်းဘက်ကတော့အိမ်တွေမြေကြီးတွေတုံနေဟုထိုင်းမြန်မာနယ်စပ်မှာစည်ရည်တရင်ရင်မြက်ကပြောဆိုသည် KNL သတင်းရှင်မြက်ကမူတေဘောဘုစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ရေးအတွက်တော်လိုင်းရဲဘော်များကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုဆိုသည့်ထိုင်းလီတက်ကလည်း F16 တိုက်လီရင်နှစ်စီးကိုထိုင်းမြန်မာနယ်စပ်သို့ဆေလွတ်ကင်းလဲမှုများလှုပ်ဆောင်ခဲ့တယ်လို့မြန်မာစစ်ကောင်စီလေးများမှထိုင်းလီပိုင်းနယ်သို့ကျူးကျော်လာခြင်းမရှိဟုထိုင်းသတင်းများကဆိုသည်လက်တလုံးထိုင်းမြန်မာနယ်စပ်တွင်စစ်ကောင်စီတပ်စခန်၅ခုသာကျန်ရှိတော်ပြီးဥက္ကယထတေဘောဘဝေါ်လီဗျူဟာကုန်းတီတဲလေးစခန်ထီကပလေးစခန်တို့သာကျန်ရှိတော်သည် ထိုင်းမြန်မာနယ်စပ်တွင်တိုက်ပွဲများဖြစ်ပွားနေသည့်အတွက်ကရင်ပြည်နယ်ဘက်မှပြည်သူ900ဦးထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်လာပြီးနေရာသုံးခုတွင်ဒုက္ခသည်များကိုလက်ခံထားကြောင်းထိုင်းသတင်းဌာနများကဆိုသည်ထိုင်းစစ်တပ်ကလည်းတိုက်ပွဲများဖြစ်ပွားနေသည့်ထိုင်းမြန်မာနယ်စပ်တစ်လျှောက်တွင်လုံခြုံရေးတွန်းမြန်ထားပြီးအချိန်ပြည့်ကင်းလှည့်အသင့်နေရာယူထားကြောင်းသိရှိရသည်။ KNU ကမတ်လ April လနှင့် May လတွင်တွင်ထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီပိုလိုတုခလေတီတခေါ်ဝီခီ မော်ဖာသူစကန်တာလေစခန်းများမေလာဘလက်တို ော်ခေဘေးနောင်စခန်းကနေလီစခန်းနှင့်ရွှေမြိုင်တက်စခန်းတို့ကိုဆက်လက်တိုက်ခိုက်သိမ်းယူနိုင်ခြင်းဖြစ်သည်ရှိခုဆလဘေဖောက်ကန်ကြောင်းမြက်လောက်ွက်တွင်ရန်ကုန်ရောင်ပောက်ကွဲမှုလုံသားနှုတ်သေးဆုံးပြီးဆယ်ဦးခန့်တန်ရာရစစ်ကောင်စီတိုက်ခိုက်မှုဟုယူဆရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ဖောက်ကန်မြို့နယ်မော်စီစာအနီးစွပွန်ကြီးရွာရှိကြောင်းမြက်လောက်ွက်တွင်ရန်ကုန်ရောင်ပောက်ကွဲမှုဖြစ်ပွားခဲ့ပြီး လုံသားနှုတ်သိဆုံးကဆေယူခန့်တရားရာကြောင်းဒေသပြည်သူများကပြောဆိုသည်ယနေ့ဇွန်လ3ရက်နေ့မိုးလယ်တနင်္လာ15မိနစ်အချိန်ပါကံမြို့နယ်မော်စီစာအနီးစွန်ဖို့ကြေးရွာရှိကျောင်းမြတ်လောက်ွက်တွင်ရန်ကုန်ရောင်မီလောင်ပောက်ကွဲခဲ့ကြောင်းအဆိုပါပောက်ကွဲမှုမှာစစ်ကောင်စီတိုက်အသေးခံဒရုန်းဖြင့်ရန်ကုန်ရောင်ကိုပောက်ကွဲတိုက်ခိုက်သည်ဟု၎င်းပါကံတပ်မကောင်မှလက်နက်ကြီးဖြင့်ပစ်ခတ်၍ရန်ကုန်ရောင်ထိမှန်ပောက်ကွဲသည်ဟု၎င်းအယူအဆနှမျိုးထွက်ရှိနေကြောင်းသိရှိရသည် ဖြစ်စဉ်အသေးစိတ်ကတော့မသိရသေးဘူးအခုအသေးခံ drone နဲ့ပြစ်တယ်လို့လည်းယူဆတယ်တမကုံကနေလက်နက်ကြီးနဲ့ပြစ်လို့ရန်ကုန်တော်ထိမှန်ပြက်စီတယ်လို့လည်းယူဆတယ်အသေးစိတ်ဖြစ်စဉ်အမှန်ကတော့တေချာကိုမသိရသေးဘူးပောက်ကွဲမှုကြောင့်နှစ်ဦးသေတယ်၁၀ဦးလောက်တော့ဒဏ်ရာရထားတယ်တေဆုံးဒဏ်ရာရတွေကကြောင်မြက်ကုမ္ပဏီကလုတ်သားတွေပါဟု KNY သတင်းရင်းမြစ်တစ်ခုကပြောဆိုသည်စစ်ကောင်စီတပ်ကယနေ့စွန်းလ3ရက်နေ့နနက်7:45မိနစ်အချိန်နဲ့မေလ31ရက်နေ့တို့တွင်ဖာကန်မြို့နယ်လုံခင်းချေရွာအုပ်စုမော်စီစာလောက်ကွက်ရှိ ၏တစ်သုံးလုံးကုမ္ပဏီပိုင်းကားများနှင့်ကြောင်မြတ်လုပ်ွက်အဆောက်အအုံများကိုဝီယံမီရှိုးဖြည့်ဆည်းမှုများလှူဆောင်ခဲ့သည်။ဆလဘီအစိုးရချမ်းချမ်းကိုစားထောက်ဖို့လုပ်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ပြည်ရင်းနေသူနှုတ်ဦးကိုဖမ်းဆီးဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အစိုးရစဉ္ကြန်ကိုစားတော်လိုင်းအဖွဲ့တွေစီငွေကြေးထောက်ပံ့နေတဲ့ဆိုရဲဆွဆွဲချက်နဲ့ပြည်ရင်းကအမျိုးသားအမျိုးသမီးနှအိုးကိုဖမ်းဆီးလိုက်တယ်လို့စစ်ကောင်စီကစွန်လာနေရမှာထုတ်ပြန်လိုက်ပါတယ်။ဖမ်းခံရသူနှအိုးဟာအွန်လိုင်းကနေဈေးရောက်ချသူမန္တလေးမြို့ချမ်းရည်သာဇံမြို့နဲ့မက်ဖြူဖြူနဲ့ရန်ကုန်မြို့တောင်တကုန်းမြို့နဲ့ကိုဖုံမြင့်အောင်တို့ဖြစ်ပါတယ်။သူတို့နှအိုးကိုဧပြီလနဲ့မေလအတွင်းဖမ်းဆီးခဲ့တာပါ။သူတို့နှအိုးဟာပြည်ပရောက်အစိုးရစဉ္ကြန်အွန်လိုင်းကရောင်းချတဲ့လူသုံးကုန်ပစ္စည်းတွေကိုပြည်တွင်းမှာဖြန့်ပြတာရှာလာတဲ့ငွေကြေးကိုတော်လိုင်းအဖွဲ့ ရီစီထောက်ပံ့နေတာလို့စစ်ကောင်စီကဆွဆွဲထားပါတယ်။ဖန်စီထားသူနှစ်ဦးကိုဘယ်ပုံမှရီနဲ့အမှုဖွင့်ထားရီဆိုတာကိုစစ်ကောင်စီကမဖော်ပြပါဘူး။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဆိုတော့ချန်ချန်ကသူ့ရဲ့ Facebook ကနေ live လင်ပြီးအများသိအောင်ဇွန်လ3ရက်ကရှင်းလင်းထားပါရယ်။အဆိုတော့ချန်ချန်ဟာအနာသိမ်းမှုကိုစံချင်နေဆိုပြီးနိုင်ငံစုပေါင်းလှုံ့ဆော်မှုရာဇသက်ကြီးပုံမှန်905ကာဂျီနဲ့စက်ကောင်စီကအမှုဖွင့်ထားတာပါ။ အခုစစ်ကောင်စီကဖန်ဆီတော်သူမက်ဖြူဖြူနေနဲ့ကိုဖုံမြောင်တို့နှစ်ဦးအောင်သူ့ရဲ့မာကန်ပရိသတ်တွေဖြစ်ပြီးသူတို့တွေဟာတော်လန်ရင်နဲ့သက်ဆိုင်သူတွေမဟုတ်ဘူးလို့အစိုးရချန်ချန်ကအတည်ပြုပါရယ်မက်ဖြူဖြူနေဟာအွန်လိုင်းကနေတမန်စီရောက်နေသူဖြစ်ပြီးကိုဖုံမြောင်ကတော့သူနာပြုတ်လုပ်ပြီးအသက်မွေးဝမ်းကြောင်းနေသူလို့သိရပါရယ် အွန်လိုင်းကနေလူသုံးကုန်ပစ္စည်းရောင်းချလို့ရတဲ့ငွေတွေကိုငလျင်ပေးတင်ပြည်သူတွေစစ်ဆောင်ပြည်သူတွေစီလူရန်သားသားဖြစ်ပြီးမဖြစ်ဖြစ်နေတဲ့ကိုဖုံမြင့်အောင်တို့ကကိုစားလှူပေးကြလို့အစိုးရချမ်းချမ်းကဆိုပါတယ်သူတို့နှစ်ဦးဟာအပြစ်မရှိဘဲမတရားဆွတ်ဆဲဖမ်းဆီးခံရတာလည်းဖြစ်တယ်လို့လည်းအစိုးရချမ်းချမ်းကပြောပါတယ်အာနာသိန်စက်ကောင်စီဟာတော်လင်းရေးဖွဲ့တွေစီငွေကြေးထောက်ပံ့သူတွေကိုအရေးယူမယ်လို့ချိန်ချောက်ထားပါတယ်စစ်အာနာသိန်လေးနှစ်ကျော်ကာလအတွင်းလူမှုကွန်ရက်ပေါ်မှာစစ်ကောင်စီကိုဆန့်ကျင်ဝေဖန်ပြီးလူလူလှူရှာမှုတွေနဲ့တော်လင်းအဖွဲ့အစည်းတွေကိုထောက်ခံအ ားပေးတဲ့ရေးသားမှုတွေ ပြောဆိုဆက်သွယ်မှုတွေကြောင့်ဖန်စီခံရသူ1884ဦးရှိခဲ့တယ်လို့စာရင်းပြုစုထားတဲ့ Data for မြန်မာအဖွဲ့ကပေးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းကအသိပေးထားပါတယ်။ဆက်လက်ပြီးနိုင်ငံတော်မှာတလားအတွင်းအရသာ150ကျော်တည်ဆုံဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။နိုင်ငံတော်မှာပေးခဲ့တဲ့မေလအတွင်းဒီမိုကရေစီလှုပ်ရှားသူတွေအပါအဝင်အရသာပြည်သူစုစုပေါင်း152ဦးတည်ဆုံခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကညှိဆောင်ရှောက်ရဲ့အသင်း AAPB ကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ထားပါတယ်။အဲ့ဒီအထက်မှာဖန်စီခံရပြီးနောက်စစ်ကောင်စီလက် ချက်ဖြင့်အကြောင်းမျိုးမျိုးကြောင့်တည်ဆုံခဲ့သူ၁၄ဦးပါဝင်နေလို့ဆိုပါရယ်။အာဆီယံအနေနဲ့စစ်ကောင်စီကိုအာဆီယံသဘောတူညီချက်၅ချက်ကိုလိုက်နာဖို့တိုက်တွန်းနေပေမယ့်စစ်ကောင်စီဟာအပြစ်မဲ့အရသာပြည်သူတွေနဲ့ចောင်းသားတွေကိုပါလေကြောင်းတိုက်ခိုက်မှုတွေစတိုက်ကျူးလွန်နေတာကိုတွေ့ရှိရတယ်လို့ AAPP ကဆိုပါရယ်။အဲဒီလိုကျူးလွန်နေတာဟာဆေးရဆွေးမှုကိုကျူးလွန်ရရောက်နေပြီးပြည်သူတွေအနေနဲ့စစ်ကောင်စီကိုခွင့်လွှတ်ပေးဖို့ပိုပြီးခတ်ခဲလာတဲ့အပြင်မြန်မာနိုင်ငံရဲ့ပြည်ထနာဟာနိုင်ငံတွင်းမှာပဲရပ်တန့်နေတာမဟုတ်ဘဲအိနီးချင်းနိုင်ငံတွေဘဝပြန့်နှံ့နေတယ်လို့အသိပေး းထားပါရယ်။အာဆီယံနဲ့နိုင်ငံတကာအတိုင်းဝန်အနေနဲ့အခုလိုဆက်လက်ကျူးလွန်နေတာကိုအမြန်ဆုံးရပ်တန့်အောင်နေလန်းရှာရမှာစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံခြင်းဟာစစ်ကောင်စီကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကိုအပိနေခြင်းဖြစ်တယ်လို့ဖော်ပြထားပါရယ်။မြန်မာနိုင်ငံမှာဆက်အာနာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ကနေ2025ခုနှစ်ဇွန်လ2ရက်နေ့အထိစစ်ကောင်စီလက်ချက်ကြောင့်ဒီမိုကရေစီလှုပ်ရှားသူတွေပြည်သူ6965ဦးသေဆုံးခဲ့တယ်လို့သိရှိရပါရယ်။